မင်္ဂလာပါရှင်မတော်ချတဲ့ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နိုဝင်ဘာလ၄ရက်နေ့အတွက်စိတ်ဝင်စားဝယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကို ဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မတော်ချတဲ့ကို subscribe နဲ့ like and share လေးလုပ်ပေးပါရှင်ပြည်တဲ့ကြီးတမရော်နဲ့တအောင်အကျန်းဖက်လက်လက်ကင်အဖွဲတရနန်လေးတို့ကြားမှာအပြည့်ကရဆက်မှုနဲ့ပတ်သက်ပြီးတော့ကစားပွဲမှာနားချိန်တန်းတဲ့အတွက်နားချိန် ဖီးယားများတဲ့အတွက်နာကျင်နဲ့အားပြန်ဆူဖို့အတွက်နာကျင်ဖြစ်တယ်လို့ TNL အဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့တာဖုံးကျော်က၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားခဲ့တယ်လို့ DWB သတင်းဌာနအပအဝင်ပြည်ပြမီဒီယာတချို့ကရှင်းသားဖော်ပြတဲ့အရှင်းနေပါတယ်။နိုဝင်ဘာလ2ရက်နေ့ညပိုင်းက Facebook လူမှုကွန်ရက်စာမျက်နှာမှာတာဖုံးကျော်ကရှင်းသားခဲ့ခြင်းဖြစ်တယ်လို့ပြည်ပြမီဒီယာတချို့ရှင်းသားဖော်ပြထားပေမယ့်လက်ရှိမှာတော့ TNL အထွေထွေအတွင်ရေးမှုတာဖုံးကျော်ရဲ့ Facebook အကောင့်မှာအရင်ရေးသားချက်တွေကိုမတွေ့ရတော့ပါဘူး။ဒါပေမဲ့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာ post တွေကိုရှင်းတာလိုက်၊နိုင်ပိုင်းအကြမှာပြန်ဖြုတ်လိုက်လုပ်တဲ့သူတုံးဖြစ်ပါတယ်။ဒါပေမဲ့ကအပြည့်ရချင်းဆုံးဖြတ်ချက်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလဲပါတယ်။ငါမျိုးချေရဲဘော်တွေနဲ့နှွေဦးရဲဘော်တို့ရေထောင်ကွာ90ကာလအပြည့်ရကစားကြတာ။မိဖက်တွေကိုနေတဲ့ကနေတက်မဲ့ရက်တွေ ထွက်ခဲ့ရတဲ့ကစားကွင်းမျိုးစေဝါနော်နဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးဒီနေ့ငါတို့ခင်မှာမရှိတော့ဘူးလေလေရင်ပုံးကျဲတဲ့ငါတို့တွေအတူခံနေကြတာပဲဒေါ်မိုးရွာတဲ့ငါတို့အတူခံကြရတာပဲဘာမဆိုလောက်ရဲတဲ့ဆိုသူရဲ့ငန်ကြီးကြီးငိန်ချင်ရင်နဲ့ရွှေကောက်ပွဲကိုငါတို့ကဘာအတိတ်ပဲဖွင့်စရာလို့မလဲဒီကစားပွဲမှာနားကျင်တန်လို့နားတာဖီးအားများလို့နားတာအပြင်းစုဖို့နားတာစမက်ကြတဲ့ခေကြီးမှာငါတို့တော်လန်ကြတာ အားလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရခုစုဖို့ပဲလေဆိုပြီးတော့ရှင်းတာခဲ့တယ်လို့ပြည်ပမီဒီယာတချို့ကရှင်းတာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ28ရက်နေ့28ရက်တို့ကတရုတ်နိုင်ငံကုမင်းမြို့မှာတရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးရဲ့ကျောင်းဝင်ဆေးဆက်ညှိနှိုင်းမှုကြောင့်တမရော်နဲ့ TNL အဖွဲ့အစည်းကိုးချိန်မြောက်တွဲဆောင်ဆွေးနွေးပွဲကျင်းပခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကနေ့ TNL အဖွဲ့ပြန်လည်ဆုတ်ခွာမှာဖြစ်ပြီး TNL အဖွဲ့ရဲ့တအောင်းဒေတာကိုလည်းမြန်မာတပ်မတော်ကလေရင်ပုံကျဲခြင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းတွေမပြုဘဲအော်တိုဘာလ29ရက်မှစတင်ပြီးတော့နှစ်ဖက်ရောက်ရှိတဲ့နေရာမှာတပ်တွေရပ်တန့်က အပြန်လန်အပြစ်ခတ်ရက်စရီအတွက်သဘောတူညီချက်လက်မဲ့ရေးထိုးခဲ့ကြကြောင်း TNL နဲ့လည်းကိုင်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ် TNL အဖွဲ့ဟာတစ်တုံညာနှစ်ကုန်စစ်စင်ရေးအမည်နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ဝဲတွေဖော်ဆောင်ပြီးနန်းဆန်မန်တုံနမတုနန်ခမ်းမိုးကုတ်ကြောင်မေတီဘောနောင်ချိုကုတ်ခိုင်မျိုးတွေထိထိကိုင်းမှုတွေပြုလုပ်ပြီးမျိုးတွေကိုဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်တမရစစ်ကြောင်းတွေဟာလက်လွတ်ထားရတဲ့မျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်အောင်လေကြောင်းပစ်ကူနဲ့မြေပြင်ထိုးစစ်ပေါင်းဆက်ပြီးစစ်စင်ရေးတွေပြန်လည်ဆောင်ရွက်ခဲ့ရတီအန်အန်လေးလည်းနဲ့ကိုင်းအဖွဲထိန်းချုပ်ခဲ့တယ်နောင်ချိုမျိုးကို2025ခုနှစ်ဇူလိုင်လ16ရက်မှာလက်ကောင် အော်တိုဘာလာ၁ရက်မှာကြောင်မဲမြို့ကို၎င်းအော်တိုဘာလာ၁၈ရက်မှာတီဘောမြို့ကို၎င်းတမ်မတော်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့မိုးကုံမြို့နဲ့မိုးမိန်မြို့ကိုတီတချမ်းမမဖောက်ဘဲပြန်လည်ရရှိမှာဖြစ်တဲ့အတွက်တမ်မတော်စစ်ကြောင်းတွေဟာဆောင်ရွက်ခဲ့ရာတရနယ်လီလက်နဲ့ကင်အဖွဲထိန်းချုပ်ခဲ့တယ်။မြို့ပေါင်း၁၂မြို့တွေက၅မြို့ကိုပြန်လည်ရရှိမှာဖြစ်ပါတယ်။ထမ်းမှန်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့ တိုက်စွမ်းရည်ပြပြီးမန္တလေး PDF စကန်ကိုတင်ပိုင်လိုက်တဲ့တမရော်ဆိုတဲ့တရင်အကြောင်းအရာပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမတရားမျိုးနယ်မှာနယ်မြေရှင်းလင်းလျက်ရှိနေတဲ့တမရော်စစ်ကြောင်းတွေဟာအောင်ဝဲတွေရရှိနေပြီးပြီးခဲ့တဲ့ရက်ပိုင်းကလည်းမတရားမျိုးနယ်ကြောင်စရိတ်မြောက်ရွာချောင်းမကြီးတတားထိပ်ရှိမန္တလေး PDF နဲ့အပေါင်းပါတွေအခြေပြုလှုပ်ရှားနေတဲ့စကန်ကိုခြေမုံသိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့က အေယာဝတီမြစ်ကိုတတာရတနာသိန်းခါကိုစင်ကူးနယ်ထဲမှာအခြေပြုထားတဲ့မန္တလေး PDF နဲ့သူလက်အောက်ခံတပ်တွေကဒိုင်နမိုက်နဲ့ခွဲပြီးဖျက်ဆီးခဲ့ပြီးနောက်တပ်ဝဲတွေပြင်းထန်လာခဲ့ပြီးအဲဒီနောက်ပိုင်းမှာမတရားနယ်တဲကတငါတတာချိုးခံလိုက်ရပါတယ်။တမရစစ်ကြောင်းတွေဟာမန္တလေးမြစ်ကြီးနားလန့်အတိုင်းမြောက်ဘက်ကိုထိုးစစ်ဆင်လာရာတငါတောင်ရွာနဲ့မြောက်ရွာနှစ်ရွာကြားရှိဒေသအခေါ်တငါချောင်းချောင်းကိုတတာကိုလည်း PDF လန်တက်ကရအဖွဲ့ကချိုးဖြက်ပြီးခံစစ်ပြင်ထားတယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။မတရားမျိုးနယ်ကြောင့်ဆိုတဲ့မြောက်ရွာချောင်းမကြီးတားထိတ်ရှိမန္တလေး PDF နဲ့အပေါင်းပါတွေအခြေပြုလှုံရှားနေတဲ့စခန်းကိုတိမ်ပိုင်းနိုင်အောင်ကြိုးပမ်းရှာမှာပြည်သူစစ်မှုတန်းတွေက အစွမ်းပြခဲ့တယ်လို့လူမှုကွန်ရက်တွေမှာခြေကျူးရေးသားမှုတွေလည်းရှိနေပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel ကကျောင်းစရိတ်ဂုံတရားတစ်ဖက်ကနေရန်သူစနိုက်ပါထောက်ထားတဲ့ဂျားက ကွန်ကရစ်ဖြစ်ထားတဲ့စီပိုင်းကိုလှိမ့်ပြီးနောက်ကနေကပ်လိုက်ချင်းကပ်ကတရားကျိုးနေရာကိုကျိုးနဲ့ချိတ်ကိုပြီးရအောင်တိုက်ခဲ့တဲ့ကွန်မန်ဒို900မှာ9ယောက်ကပါစာစစ်သည်တွေဖြစ်ပါတယ်လို့ရှင်းသားဖော်ပြထားပါတယ်။ပြည်သူစစ်မှုတန်းတွေဟာတိုက်ပွဲတွေမှာအစွမ်းပြလျက်ရှိနေရ၎င်းတို့ကို သူရတတိဆိုင်ရာပွဲဒူကုံဒူတွေချင်းမြင့်တင်တယ်လို့ဆိုကြပါတယ်။တမရအငိမ့်စားအရာရှိတီတို့ကတော်လိုက်တာပါစာသို့မဟုတ်ပြည်သူစစ်မှုတန်းလေးပဲ အခုစစ်မြေပြင်အသေးသေးမှာ60ရာခိုင်နှုန်းသောပတ်စလေးပေးဟာတိုက်ဝဲရီမှာရဲရင်ကြတယ်ဆိုတာကိုကြားသိနေရပါတယ်။တကြော့တွေဆိုရင်အထက်ကိုတင်ပြပြီးဗိုလန်တီးယားတောင်းပြီးအောင်ကွန်မန်ဒိုနေနဲ့ရန်သူစခန်းတွေကိုအလေးအငိုက်ယူပြီးဝင်ရောက်စီနေကြတယ်။အောင်ဝဲရီရှားကြတယ်ဆိုတာတွေကြားသိနေရပါတယ်။နေပညာဆိုင်ရာတက်တွေကိုရောက်သွားတဲ့ပါစလေးဝေကလည်းအလွန်စိတ်ချအားကိုးရတယ်။လောက်တာကိုင်းနာတေသက်တိတ်ကြရတို့သိရပါဗျ။အခုခေတ်ပါစလေးဝေရဲ့စိတ်တဟာ ရဲဘော်လေးတို့ငယ်စဉ်ကတွေးခဲ့ကြုံခဲ့လက်တွဲခဲ့ရတဲ့တက်ဝဲတရာအောင်ပွဲတရာခေတ်ကအနိုင်မကန်အရှုံမပေးရဲ့စိတ်တန်နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့စစ်တီတွေရဲ့စိတ်တန်နဲ့သွားတူနေရကိုတွေ့နေရပါတယ်။အရန်ကိုလေးစားချီကျူးမိပါတယ်။အထက်အကြီးကဲတွေအနေနဲ့လည်းရဲရင်ပြီးစိတ်တက်ကောင်းတဲ့ပါစလေးတွေကို အလေးထားတံပိုးထားပြီးစင်ပြေပြင်းအဆင့်တိုးမြင့်ရေး favorite promotion ပေးအပ်ခြင်းအပါအဝင် သူရတတိဆိုင်ရာပွဲဒူးကုံတူတွေ ချင်းမြင့်ကျင်းတွေနဲ့ချင်းမြင့်မြောက်စားတင့်ကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်တမရော့စစ်ကြောင်းတွေရပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးတော့မန္တလေး PDF အဖွဲ့နဲ့ပူပေါင်းအဖွဲ့တွေတနေ့ကြော်ကြာထိန်းချုပ်ထားတယ်မန္တလေးနဲ့မတရားနေဆက်ဖျောင်းတောင်ရွှေတင်းမှစပြီး FRB လက်မြေစက်ရုံကင်းရွာအပါအဝင်ရွာများပြားကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့လတွေအတွင်းတမရော့စစ်ကြောင်းတွေဟာ မတရားမျိုးနဲ့အရှိပိုင်မှာကင်းမြောင်းဦးကြောက်ဆယ်လေးစခန်းသာပြတိုက်ရှန်ရွာရှာစီချက်ကြီးညောင်မေသာမကြီးကုံမြောင်းတီစားတဲ့ဆေးရွာထက်မနေကိုပြန်လေသိမ့်ပိုက်ခဲ့ပြီးနောက်အော်တိုဘာလ23ရက်နေ့မှစတင်ပြီးတော့မတရားမျိုးနဲ့မြောက်ဘက်ကို ထိုးပေါက်တိုက်ခိုက်လာပြီးမန္တလေး PDF အဖွဲ့တွေရဲ့စခန်းတွေကိုသိမ့်ပိုက်အင်ဂျင်လေးဖြတ်ပါတယ်ပြည်တဲ့ကြီးရင်မတရားမိုးကုတ်လမ်းကြောင်းပေါ်ရှိ န္တလေး PDF အဖွဲ့နဲ့အတူအကြံဖက်သဘုံစကမ်းတွေကိုချိန်မုံသိမ့်ပိုက်တဲ့ရုပ်သံဖိုင်ကိုလည်းဖော်ပြလိုက်ပါတယ်ရှင်